မင်္ဂလာပါလူချင်းမင်းတို့ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုစင်ဒါလေးမှန်ကျွန်တော်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့သမိုင်းစာအုပ်ကိုပြန်လည်ကြည့်တဲ့အခါမှာခေတ်တခေတ်ကိုပုံဖော်ခဲ့တဲ့ကဘာကြီးကိုပြောင်းလဲခဲ့တဲ့ခေါင်းဆောင်တွေရဲ့အကြောင်းကိုတွေ့ရပါတယ်သူတို့ရဲ့ဆုံးဖြတ်ချက်တွေညံမိညာတွေနဲ့လောက်ရက်တွေဟာလူသားမျိုးနွယ်ရဲ့လမ်းကြောင်းကိုကြီးကျယ်လွှမ်းမိုးခဲ့ပါတယ်သူတို့တဲကတချို့တွေကစစ်ပွဲတွေရဲ့အလဲမှာရက်တည်ခဲ့ကြပြီးတချို့တွေကတော့ငြိမ်းချမ်းရေးအတွက်လမ်းပြခဲ့ကြပါတယ် ဒီနေ့မှာတော့ကျွန်တော်တို့တွေဟာကမ္ဘာသမိုင်းမှာအမှတ်တရဖြစ်ခဲ့တဲ့ခေါင်းဆောင်တချို့ရဲ့အကြောင်းကိုလေ့လာကြည့်အောင်ပါ။ဘာကြောင့်သူတို့ကိုခေါင်းဆောင်ကောင်းတွေလို့သတ်မှတ်ခဲ့ကြတာလဲ။သူတို့ရဲ့စိတ်ဓာတ်နဲ့အတွေးအခေါ်တွေကဘာတွေသင်ယူနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံပါရစေ။ခေါင်းဆောင်ကောင်းတွေရဲ့ပုံစံဟာတယောက်နဲ့တယောက်တော့မတူကြပါဘူး။တချို့ကအခက်အခဲတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်တဲ့ authority tradition leadership မြန်မာလိုဆိုရင်ခိုင်မာတဲ့ခေါင်းဆောင်မှုကိုပြသခဲ့ကြပါရစေ။ဥပမာစစ်ပွဲတွေရဲ့အလဲမှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တဲ့ခေါင်းဆောင်တွေလို့ပေါ့ဒါပေမဲ့တချို့ကတော့ပြည်သူလူထုရဲ့စိတ်ဓာတ်တွေကိုမြင့်နှင်ပေးနိုင်တဲ့ inspirational leadership ကိုသုံးပြုခဲ့ကြပါတယ်သူတို့ရဲ့စကားတွေနဲ့လုပ်ရက်တွေကလူထုကိုအပြောင်းအလဲအတွက်တွန်းအားပေးနိုင်ခဲ့ပါတယ်ဒီလိုမျိုးမတူညီတဲ့ခေါင်းဆောင်မှုပုံစံတွေနဲ့ပဲသူတို့ကသက်ဆိုင်ရာ နိုင်ငံတွေနဲ့ကဘာကြီးကိုလှုပ်ခါခဲ့ကြပါတယ်ဘလို့ခေါင်းဆောင်မှုပုံစံမျိုးကအကောင်းဆုံးလဲဆိုတာအမြဲတမ်းဆွေးနွေးနေရဖြစ်နေပေမဲ့သူတို့ရဲ့လုပ်ရက်တွေကတော့သမိုင်းရဲ့အမှတ်အသားတွေဖြစ်ထင်ရှားနေပါတယ် ဒုတိယကမ္ဘာအစ်စ်တွင်မှာဗြိတိရှ်ဝန်ကြီးချုပ်ဝစ်စတန်ချာချီဟာသူ့ရဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုနဲ့စကားပြောအာဏာကြောင့်ကမ္ဘာအကြီးအကျယ်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ဂျာမနီရဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာချာချီဟာသူ့ရဲ့စကားလုံးတွေနဲ့ဗြိတိရှ်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပါတယ်။ချာချီရဲ့နာမည်ကြီးမိန်ကွန်းတွေထဲမှာသူ့ပင်ပန်းမှုမျက်ရည်နဲ့ချွေးလိုပြောခဲ့တဲ့စကားကပြည်သူတွေကိုအခက်အခဲတွေကြားတဲ့ကနေရရဝန်ရင်ဆိုင်မှုတွန်းအားပေးခဲ့ပါတယ်။ သူဟာစစ်ပွဲကာလမှာတိကျတဲ့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ပြီးတော့မဟာမိတ်နိုင်ငံတွေကြားမှာလည်းခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ခြားကြီးအားအမားတွေလုတ်ခဲ့ပေမဲ့စစ်ပွဲကိုလည်းအောင်မြင်အောင်ဦးဆောင်နိုင်ခဲ့တဲ့သူ့ရဲ့ခေါင်းဆောင်မှုနဲ့စကားပြောပညာကတော့ဒီနေ့ဒီအတူယူစီရပါပဲ။သမိုင်းရဲ့နောက်ထပ်ထူးခြားတဲ့ခေါင်းဆောင်မှုပုံစံတစ်ခုကတော့ဂန်နီရဲ့ငြင်းငြင်းရေးလှုပ်ရှားမှုပဲဖြစ်ပါတယ်။ဂန်နီယာဗြိတိရှ်အုပ်ချုပ်မှုလက်အောက်ကနေအိန္ဒိယကိုလွတ်လပ်ရေးရရှိအောင်ဦးဆောင်ခဲ့ပေမဲ့စစ်လက်နက်တွေကိုအသုံးပြုခဲ့တာမဟုတ်ပါဘူး။ သူက non violence ဆိုတဲ့နည်းလမ်းကိုအသုံးပြုခဲ့ပြီးလူမှုကိုစီရင်လှုံ့ဆော်ခဲ့ပါတယ်။သူ့ရဲ့နာမည်ကျော် Slap Matt ဟာဗြိတိရှ်အစိုးရရဲ့မတရားတဲ့အခွန်ကောက်ခံမှုကိုစတင်ခဲ့တဲ့ငင်းညမ်းတဲ့လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ဂန်နီယာသူ့ရဲ့ရိုးသားမှုနဲ့ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကိုရရှိခဲ့ပါတယ်။သူ့ရဲ့ခေါင်းဆောင်မှုကလည်းကမ္ဘာတဝန်းကငင်းညမ်းရဲ့လှုပ်ရှားမှုတွေအတွက်လမ်းမြတစ်ခုဖြစ်ခဲ့ပြီးတော့လူခွင့်ရဲ့အတွက်လှုပ်ရှားခဲ့တဲ့ခေါင်းဆောင်တွေပေါ်မှာလည်းအကြီးအကျယ်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ကမ္ဘာသမိုင်းမှာခွင်လွှတ်ခြင်းနဲ့ငြိမ်းချမ်းရေးအင်အားကိုအထင်ရှားဆုံးပြသခဲ့တဲ့ခေါင်းဆောင်တစ်ခုကတော့နယ်ဆင်မန်ဒဲလာပဲဖြစ်ပါတယ်။တောင်အာဖရိကမှာလူမျိုးရေးခွဲခြားမှုစနစ်ကိုစန့်ကျင်တိုက်ပွဲဝင်ခဲ့တာကြောင့်နှစ်ပေါင်း28နှစ်ကြာထောင်ဒဏ်ကျခံခဲ့ရပါတယ်။ဒီလိုဆင်းရဲဒုက္ခတွေကိုကြုံတွေ့ခဲ့ရပေမဲ့မန်ဒဲလာမုံရရရင်လည်းလက်စားချေလိုစိတ်ကိုမွေးမြူခဲ့ခြင်းမရှိပါဘူး။သူထောင်ကလွတ်မြောက်လာတဲ့အချိန်မှာလည်းတောင်အာဖရိကရဲ့ပထမဆုံးလူမဲသမ္မတဖြစ်လာတဲ့အခါမှာသူ့ကိုမတရားဖိနှိပ်ခဲ့တဲ့လူတွေကိုခွင့်လွှတ်ပြီးတော့ နိုင်ငံကိုပြန်လည်တင်မြှောက်ရေးအတွက်ဥဆောင်ခဲ့ပါတယ်။သူ့ရဲ့ခေါင်းဆောင်မှုကခိုင်မာတဲ့စိတ်ဓာတ်နဲ့ပူကျင်းစာတရားကိုပေါင်းစပ်ထားပါတယ်။မန်နဲလာကသူ့ရဲ့လောက်ရက်တွေနဲ့ကဘာကြီးကိုလှုပ်ကာခဲ့ပြီးတော့လူမျိုးဘာသာမခွဲကြဘဲလူသားအားလုံးအားဒန်းလူခွင့်ရရရှိတဲ့နယ်ဆိုတဲ့သတင်းစကားကိုပေးခဲ့ပါတယ်။အာရှတိုင်းမှာနိုင်ငံရေးစည်းဝါးရေးနဲ့လူမှုရေးကိုခင်းနဲ့အညီလိုက်လျောညီတွေအောင်ပြောင်းလဲနိုင်ခဲ့တဲ့ခေါင်းဆောင်ကတော့လီကွမ်ယူပဲဖြစ်ပါတယ်။သူကစင်ကာပူနိုင်ငံကိုပထမဦးဆုံးဝင်ကြီးချုပ်ဖြစ် စတင်တောင်းဝင်ယူခဲ့ပြီးတော့ဂုံသွယ်မှုတွေနဲ့တရားစာရတွေမရှိတဲ့ဒီနိုင်ငံငယ်လေးကိုကမ္ဘာအချမ်းသာဆုံးနဲ့အဖွံ့ဖြိုးဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။လီကွမ်ယူရဲ့ခေါင်းဆောင်မှုဟာစည်းကမ်းခိုင်မာမှုခြားစားမှုတွေတိုက်ဖျက်ရေးနဲ့ရေရှိစီမံကိန်းတွေပေါ်မှာအဓိကအာရုံစိုက်ခဲ့ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်တွေကတခါတရံမှာဝေဖန်ခံခဲ့ရပေမဲ့ဒိုင်းမီရဲ့အနာဂတ်တွေအကောင်းဆုံးဖြစ်အောင်ရည်ရွယ်ခဲ့ပါတယ်။လီကွမ်ယူဟာစင်ကာပူနိုင်ငံသားတွေရဲ့စည်းလုံးညီညွတ်မှုကိုလည်းအားပေးမြင့်တင်ခဲ့ပြီးတော့ အရင်သားမျိုးစုံပါဝင်တဲ့နိုင်ငံတနိုင်ငံအဖြစ်အတူရှင်တွဲနေထိုင်နိုင်အောင်ဖန်တီးခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့အိန္ဒိယဂန်နီယာသူခိတုကာကအင်အားကြီးမားတဲ့အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။နိုင်ငံရေးလောကကိုဝင်ရောက်လာပြီးကလေးကမျိုးသမီးတွေရဲ့ဒန်းတို့ညီမရေးကိုဥဆောင်ပြောဆိုခဲ့ပြီးတော့မျိုးသမီးခေါင်းဆောင်မှုရဲ့အရေးပါမှုကိုပြသခဲ့ပါတယ်။အိန္ဒိယဂန်နီရဲ့ခေါင်းဆောင်မှုပုံစံကခိုင်မာပြတ်သားပါတယ်။အထူးသဖြင့်1982ခုနှစ်အိန္ဒိယပါကစ္စတန်စစ်ပွဲလို့ အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါမှာသူ့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့်အိန္ဒိယနိုင်ငံရောအောင်ပွဲတွေရရှိခဲ့ပါတယ်။ဒါပြင်သူက Green Revolution လို့ခေါ်တဲ့စိုက်ပျိုးရေးတိုးတက်မှုစီမံကိန်းတွေကိုအကောင်အထည်ဖော်ခဲ့ပြီးတော့အိန္ဒိယနိုင်ငံကိုစားနပ်ရိက်ကဖူလုံတဲ့နိုင်ငံအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။အိန္ဒိယကန်ရီယာအောင်မြင်မှုတွေများစွာရရှိခဲ့ပြီးမယ်။သူ့ရဲ့ဆုံးဖြတ်ချက်အချို့ကတော့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အမေရိကန်သမိုင်းမှာထူးခြားတဲ့ခေါင်းဆောင်တိုးကတော့16ဦးမြောက်သမ္မတအေဗရာဟမ်လင်ကွန်ပဲဖြစ်ပါတယ်။ ူတာဝန်ယူခဲ့တဲ့အချိန်ကအမေရိကန်ပြည်တွင်းစစ်ကြောင့်နိုင်ငံကနှချမ်းခွဲနေတဲ့အချိန်ဖြစ်ပါတယ်။လင်ကွန်ရဲ့အဓိကတာဝန်ကတော့နိုင်ငံကိုပြန်လည်စူးစိဖို့နဲ့ဂျွန်စနစ်ကိုဖျက်သိမ်းဖို့ပဲဖြစ်ပါတယ်။လင်ကွန်ကသူ့ရဲ့တည်ကြည်တဲ့စကားပြောအာဏာနဲ့အတွေးအခေါ်ပညာတွေကြောင့်နာမည်ကြီးပါတယ်။သူ့ရဲ့နာမည်ကျော် Getty Sport မိန်ကွန်းကအမေရိကန်ရဲ့စစ်မှန်တဲ့ဒီမိုကရေစီကိုပြန်လည်အသက်သွင်းဖို့ရည်ရွယ်ခဲ့ပါတယ်။လင်ကွန်ရဲ့ခေါင်းဆောင်မှုတွေကအခက်အခဲတွေကိုပြည့်ပြည့်စုံစုံရင်ဆိုင်ရတဲ့တပ်တွေနဲ့အတူလူသားအလုံးနဲ့တန်းတူညီမျှရေးကိုရှေ့ရှုခဲ့တယ် ခင်မီတဲ့အတွေ့အကြုံကိုပေါင်းစပ်ထားပါတယ်။သူဟာပြည်တွင်းစစ်ကိုဆုံးသတ်နိုင်ခဲ့ပြီးနိုင်ငံရဲ့စည်းလုံးမှုကိုလည်းပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ကမ္ဘာ့သမိုင်းမှာခိုင်မာပြတ်သားတဲ့ခေါင်းဆောင်မှုပုံစံတွေထင်ရှားခဲ့တယ်လို့ခေတ်သစ်မှာတော့ဂီယိုနာနဲ့ညံပညာကိုဦးစားပေးတဲ့ခေါင်းဆောင်မှုပုံစံတွေပေါ်ထွက်လာပါတယ်။အဲဒီလိုခေါင်းဆောင်မှုမျိုးကိုထင်ရှားဆုံးပြသခဲ့တဲ့သူကတော့နယူးဇီလန်ဝန်ကြီးချုပ်ဟောင်းဂျက်ဆင်အာရန်ပဲဖြစ်ပါတယ်။2019ခုနှစ်တုန်းကခရိုက်ချာမြို့ကဗလီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အာရန်ဟာအကြမ်းဖက်သမားတွေကိုရှုံးချပြီးတော့လူမျိုးမခွဲကြပဲ ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုနှိမ့်သိမ့်ပေးခဲ့တဲ့သူ့ရဲ့လောရက်တွေဟာကမ္ဘာလူမှုရဲ့ကြီးကျယ်မှုကိုရရှိခဲ့ပါတယ်။ဒါပြင် COVID-19 ကာယောဂါကာလတွေအတွင်းမှာလည်းသူ့ရဲ့လင်မြန်ပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေနဲ့ဝင်လင်းမြင်လာတဲ့ဆက်သွယ်ရေးတွေကလည်းပြည်သူတွေရဲ့ယုံကြည်မှုကိုပိုမိုရရှိစေခဲ့ပါတယ်။အာရန်ရဲ့ခေါင်းဆောင်မှုကခိုင်မာပြတ်သားမှုတွေနဲ့အတူစိတ်ကောင်းစင်နာကိုပါပေါင်းစပ်ထားတာတွေကြောင့်ခစ်သည်ရဲ့လိုအပ်တဲ့ခေါင်းဆောင်မှုပုံစံဖြစ်သတ်မှတ်နိုင်ပါတယ်။ကမ္ဘာခေါင်းဆောင်တွေရဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့ဂုံပြုနေပေမဲ့ သူတို့ရဲ့အားနည်းချက်တွေနဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ဆက်တွဲတွေကိုပါလေ့လာဖို့အရေးကြီးပါတယ်။ခေါင်းဆောင်ခေါင်းတိုင်းအမကင်းတယ်လို့ပြောလို့မရပါဘူး။ဥပမာဝင်းစတန်ချာချီရဲ့အိန္ဒိယပေါ်ထားတဲ့ဆက်ဆံရေးကအလွန်ဝေဖန်ခံခဲ့ရပါတယ်။လီကွမ်းယူရဲ့စီကန်းခိုင်မာတဲ့အုပ်ချုပ်မှုပုံစံကစင်ကာပူရဲ့စီးပွားရေးကိုတိုးတက်စေခဲ့ပေမဲ့တစ်ဖက်မှာတော့ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ထိခိုက်စေတယ်လို့ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒီလိုပဲမဟာကန်ဒီရဲ့အကြမ်းမဖက်နီလန်းကလည်းအိန္ဒိယကိုလွတ်လပ်ရေးရခဲ့စေပေမဲ့အိန္ဒိယနဲ့ပါကစ္စတန်နှစ်ချမ်းကွဲသွားတဲ့အခါ ပေါ်ပေါက်လာတဲ့သူရဲတဲ့တန်ယုံမှုတွေကိုသူမကာကွယ်နိုင်ခဲ့ပါဘူး။ဒီအချက်တွေကခေါင်းဆောင်မှုမှာအကောင်းနဲ့ဆိုးဒွန်တွဲနေတယ်ဆိုတာကိုပြသနေပါတယ်။ဒီခေါင်းဆောင်တွေရဲ့အားနည်းချက်တွေကိုကြည့်မယ်ဆိုရင်အနာဂတ်ခေါင်းဆောင်တွေဟာအတိတ်ကအမားတွေကနေသင်ငန်းစာယူနိုင်ပါလိမ့်မယ်။ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့အခါမှာခေါင်းဆောင်မှုဆိုတာယာရုတစ်ခုဒါမှမဟုတ်အာနာတစ်ခုလည်းမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။ခေါင်းဆောင်မှုဆိုတာပြည်တနာတွေကိုဖြေရှင်းနိုင်စွမ်းကြောင်းလဲမှုတွေကိုလိုက်လျောညီတွင်နေထိုင်နိုင်စွမ်းနဲ့ လူမှုကိုစီးယုံနိုင်စွမ်းအနာဂတ်တွေအမြင်နိုင်စွမ်းတွေကိုပေါင်းစပ်ထားတဲ့အမှုပညာတစ်ခုပဲဖြစ်ပါတယ်။အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်မှာရှိသင့်တဲ့အရည်အသွေးတွေကတော့ကိုချင်းစာသိခိုင်မာတဲ့ဆုံးဖြတ်ချက်ပွင့်လင်းမြင်သာမှုနဲ့အနာဂတ်ရည်မှန်းချက်တို့ပဲဖြစ်ပါတယ်။ဒီရည်ချင်းတွေကခေါင်းဆောင်တစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိဆောက်ပေးပြီးပြည်သူတွေရဲ့ယုံကြည်မှုကိုရရှိစေခဲ့ပါတယ်။ဒါအပြင်ခေါင်းဆောင်မှုဆိုတာတူရဲသောလှုပ်ဆောင်ရတဲ့အရာမဟုတ်ပဲအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်မှုကနေပေါ်ပေါက်လာတဲ့အင်အားပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြပေးခဲ့တဲ့ခေါင်းဆောင်တွေရဲ့အမွေအနှစ်တွေက ခေတ်ဆက်ဆက်ကျွန်တော်တို့အတွက်သင်ခန်းစာတွေပေးနေပါတယ်။သူတို့ကလူသားတွေရဲ့ဇွဲလုံးကနေညီမန်းချက်တွေဟာဘလောက်ထိအစွမ်းတတ်တယ်ဆိုတာကိုတက်တည်ပြသနေကြပါတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်တွေကနေကျွန်တော်တို့ကဘလို့ကောင်းဆောင်မှုမျိုးကိုလိုချင်သလဲဘလို့ကောင်းဆောင်မှုမျိုးကိုရှောင်ရှားသင့်လဲဆိုတာကိုနားလည်နိုင်ပါတယ်။ဒီလိုခကြည့်ပြောင်းလဲနေတဲ့ကဘာကြီးမှာအနာဂတ်ခေါင်းဆောင်တွေတဲ့ပုံမကြီးမားတဲ့စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ယာဇီဥတုတွေပြောင်းလဲမှု၊ဤပညာတိုးတက်မှုတွေ၊လူမှုရေးမညင်ညမှုတွေလိုကိစ္စတွေကိုဖြေရှင်းဖို့ခေါင်းဆောင်ကောင်းတွေပေါ်ပေါက်လာဖို့လိုပါတယ်။ ဒီလိုခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်မဲ့အည်သွေးတွေကတော့ချာချီရဲ့ခိုင်မာမှုဒန်နီရဲ့ငြင်းငြင်းရေးစိတ်နဲ့မန်နဲလာရဲ့ခွင်လွှတ်ခြင်းနဲ့အာရန်ရဲ့ဂူနာစိတ်တို့ပဲဖြစ်ပါတယ်။ဒါဆိုရင်လူချင်းမင်းတို့ကကျွန်တော်ဒီနေ့ပြောတဲ့ခေါင်းဆောင်တွေရဲ့အကြောင်းကိုသိပြီးပြီလား။ဗီဒီယိုထဲမှာမဖော်ပြလိုက်ရတဲ့ခေါင်းဆောင်တွေရဲ့အကြောင်းကိုလည်း comment မှာဝင်ရောက်ရေးပေးနိုင်ပါတယ်။နောက်တစ်ခေါက်ဘယ်လိုမျိုးစိတ်ဝင်စားဖို့ရကောင်းတဲ့သမိုင်းကြောင်းတွေပြပြတွေကိုနင်းဆက်ပေးအောင်လဲဆိုတာကိုစောင့်ကြည့်ပေးရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးခဲ့ဖို့တောင်းဆိုပါတယ်။ အစုံဒီကြည့်ရှုပေးကြလို့အားလုံးကိုထူးကျေးဇူးတင်ပါတယ်။နောက်ကိုရောတစ်ခုမှပြန်တွေ့ကြရအောင်ပါ။